ကျက်တော်နေဟာဟင်းလျာတွေမှာမပါမဖြစ်တဲ့အရာတစ်ခုဖြစ်တယ်လို့ကျမ်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။ဒါပေမဲ့အလွန်ကြုံစားရင်တော့ဆိုးကျိုးတွေလည်းရှိပါတယ်။ကောင်းကျိုးများအာဟာရတက်ကြွယ်ဝခြင်းဗီတာမင် C ဗီတာမင် B6 ဖောလစ်အက်ဆစ်နဲ့ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။အမြင့်တက်လည်းကြွယ်ဝပါတယ်။တတိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်းခိုဆက်တင်းလိုမျိုးတတိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့်ဆေးတွေပျက်စီးမှုကိုကာကွယ်ပေးပါတယ်။ ကင်ဆာယောဂါနဲ့အခြားယောဂါတွေဖြစ်ပွားနိုင်ခြေကိုလျော့ကျစေပါတယ်။နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း၊သွေးဖိအားကိုလျော့ကျစေပြီးကိုလက်စထရောအဆင့်ကိုထိန်းညှိပေးပါတယ်။သွေးခဲခြင်းကိုလည်းကာကွယ်ပေးပါတယ်။ကိုခံအားစနစ်ကိုအားကောင်းစေခြင်း၊ဗီတာမင်စီနဲ့တတိုးဆန့်ကျင်ပစ္စည်းတွေကကိုခံအားစနစ်ကိုအားကောင်းစေပါတယ်။ယောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးပါတယ်။အယိုးများကိုတမာစေခြင်း အယိုးသိပ်ဒီဆက်ကိုတိုးစေပြီးအယိုးပိုယောဂဖြစ်ပွားနိုင်ခြေကိုလျော့ကျစေပါတယ်။သွေးရင်းတကြားတက်ကိုထိန်းညှိပေးခြင်းသွေးရင်းတကြားတက်ကိုထိန်းညှိပေးတာကြောင့်စီးချိုယောဂရှိသူတွေအတွက်အထောက်အကူပြုပါတယ်။အစာချေစနစ်ကို ကောင်းမွန်စေခြင်းအမြင်တက်ကြွယ်ဝတာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ဆိုးကျိုးများအစာအိမ်ပြဿနာများအချို့သူတွေမှာအစာအိမ်အောင်ခြင်းလေပိုခြင်းနဲ့ယင်ပူခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့်အစိမ်းစားရင်ပိုဖြစ်တတ်ပါတယ်။ တတ်မတဲ့ခြင်းအချို့သူတွေမှာအရေးပြားရရင်ခြင်းအင်ပြင်းထချင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။သွေးကြဲဆေးများနဲ့တက်ပြူခြင်းစက်တုံနီဟာသွေးကြဲဆေးတွေရဲ့အာနိသင်ကိုပြောင်းလဲစေနိုင်ပါတယ်။ဒါကြောင့်သွေးကြဲဆေးတောက်နေရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသင့်ပါတယ်။ခံရင်းနဲ့ဆိုးခြင်းစက်တုံနီမှာပါဝင်တဲ့ဆာလဖာဓာတ်တွေကြောင့်ခံရင်းနဲ့ဆိုးစေနိုင်ပါတယ်။မျက်ရည်ကျခြင်းကျက်တုံနီကိုလှိတဲ့အခါမျက်ရည်ကျစေတဲ့တက်တမျိုးထွက်ပါတယ်။အကြံပြုချက် ကျက်တုံဤကို အလွန်ကြုံမစားသင့်ပါအစိမ်းစားရင်အစာအိမ်ပြဿနာဖြစ်နိုင်တာကြောင့်ချက်ပြုတ်ပြီးစားတာပိုကောင်းပါတယ်ဓာတ်မတဲတဲ့သူတွေကတော့ရှောင်ကျင်သင့်ပါတယ်ဆေးတောက်ရည်သူများကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်